ုတ်တယ်တောင်ရဆန်အရန်ကောင်းတယ်ကျွန်တော်ကအဲ့ဒါလေးပြောဖို့ရှေ့မှာအများကြီးကြောင်းလာတာစဲရီခံလာတာတမင်းစားရင် short စားတမင်းစားရင်ဆိုးကျွဖြစ်တယ်ဘာလို့ဆိုတာလူငယ်တွေပြောပြောတယ်ကျွန်တော်ဘလော့မှာသူတို့မသိတာတွေအများကြီးရှိတယ်လက်တွေ့ဘဝသူတို့အပြင်ဘဝလောကဘလောက်သူတို့ကြုံမှုလဲနော်ကျွန်တော်ပြောတာကျွန်တော်တို့က session level ရဲ့အပြင်ကိုထွက်နေပြီအပြင်ရောက်နေပြင်လောကနဲ့ဆက်ဆံနေပြီအဲ့တော့20လောက်ဆိုရင်ကိုကဘာပြောနည်းနည်းနားလည်နေပြီလေ အဲ့တော့ဟုတ်တယ်ကျွန်တော်ခုဘာလီကနေပြန်လာဒီတပတ်ကျော်ပါရှိတယ်နော်အဲ့ဘာလီမှာတော့ဘာလဲဆိုတော့ကြောက်ဘူးလားမတစ်တော့မှာနာမည်ကြီးရကွာတကယ်မဒန်းနေစီးတာကွာပဝါကြီးနေဘာညာအဲ့ဒါကတော့လှေခင်းစိုက်တာအဲ့ဒါတောင်ယာစိုက်တာသူတို့ဆန်နေရကြတော့သူကတောင်ယာစိုက်တဲ့အခါကျတော့ဓာတုကျွမ်းကျင်နဲတယ်ကွာစေးတော့တုံးကြတာကြည့်ပဲဒါပေမဲ့ခုနကပြောလို့ပေါ့ရေရတစ်ထိပ်ပြီးတစ်ထိပ်တောင်ယာဟောပေါ့လှေခင်းစိုက်တယ်ဆိုတဲ့အခါကျတော့ဘာပဲပြောပြောပဝင်မှုရရင်တော့ကျသွားတာအဲ့တော့တောင်ယာဆန်အရန်ကောင်းတယ်ဒါပေမဲ့ခတ်တာကျွန်တော်အိမ်ကကိုယ်နိုင်ရာ ကျွန်တော်ပြောပြရတယ်မစားနိုင်ဘူးကျန်းတာကိုတည့်မလားကျောင်းသူမျိုးကလည်းချွတ်တာမှကြိုက်တာပါမုံဆိုလည်းဖြူမှကျွန်တော်ပြ brown rice အ brown breads နော်ဆန်လုံးညိုတောင်ယာဆန်ကောင်းတယ်အမှန်ပြောရင်အဲ့ဆန်နေဆန်ဝိတ်တောင်ကြာသေးတယ်ဟိုကျွန်တော်ကချိန်မှအများကြီးကြောင်းလာတာဆဲခံလာတာကျွန်တော်ပြောလိုက်လိုချင်လို့လည်းမဟုတ်ဘူးဒီကောင်းကလူနာလူလဲနေတယ် follow လဲနေတယ်ဒါပေမဲ့ဟိုဘက်ကောင်းကလည်းကျွန်တော်ကတခါလေးမူးနေဆဲတာဆဲတော့အကောင်ကပြက်မှာ ပြက်မှာအဲ့ပြက်လည်းဂယူမဆိုင်ဘူးဟိုတသိမ်းမကောင်တသန်းနေနေနော်ကျွန်တော်ကကျွန်တော်တို့ကအောင်မြင်မှုအောင်မြင်မှုရအောင်လုပ်နေလဲမဟုတ်ကိုပြောချင်တော့ပြောတာကွာသဘောပေါက်လားကျမိုင်နဲ့ပတ်သက်လို့ပြောပြတာပါအမုန်းခံပြောတယ်ဆဲခံပြောတာဘာလို့လဲနော်တကယ်တကယ်ကျင်းကျွန်တော်မြင်တာပြီးပြောချင်တယ်တစ်တော်ယိုဂျေစုတင်ကျွန်တော်ဖြုတ်လို့ကောင်းတယ်လေးပေါ်လို့ကောင်းတယ် Facebook ကကျွန်တော်ဟာတာပဲသုံးတာ Facebook ကအလကားဟိုဘယ်လိုပြောမလို့ ြောလေစာရိုက်တာမဟုတ်လက်ခါတော့မဟုတ်သူ့နဲ့သူတော့ကောင်းနေမယ်ကျွန်တော်ကစာမရိုက်ချင်ဘူးကွာကျွန်တော်ကစကားပြောနေတယ်သူဆိုတော့စကားပြောချင်တာဗောနော်တကယ်တောင်ရဆန်ကောင်းတယ်ကျွန်တော်တောင်ကြီးမှာဆိုတောင်ရဆန်ကိုမှားကြွေးတယ်စားတယ်အိမ်ကမကြိုက်ဘူးသူက fiber များတယ်လေခုနပြောတဲ့အတိုင်းပဲခုကျွန်တော်ဘာလီတို့တခြားနိုင်ငံတွေမှာတကယ်လေကလေးစိုက်ပျိုးတွေကိုတကယ်ကို တမိုးထားတယ်ဖော်ရီနာတို့တီးတန့်ပြတယ်နိုင်ငံသားအထွတ်တိဖြစ်အောင်လို့အဲ့နေရာတွေအကုန်လုံးဒန်းနေနေတက်မလားဒန်းစီးဖို့ရေလွှဲရိုက်တယ်ဗီဒီယိုတွေရိုက်တယ်ကျွန်တော်တို့ကပယ်ရာဖိုတိုရှုတ်တွေပါရိုက်တယ်ကွာပြီးရင်တို့ကအဲ့မှာတက်မလားအဝတ်စားပါငားသေးတာတက်မလားအဲအဲ့လိုမျိုးဟိုအဲ့ဒါတွေကဟိုပါပေါ့ဟိုတို့ foreign attraction ပေါ့လीเนาะ တောင်ရဆန်ကောင်းတယ်တဲ့နော်သူမှာအမြင်တက်တွေပါတယ်ဗလာမင်းတွေပါတယ်နော်သူတို့ရှိသမားတွေဝိတ်ကောင်ထိန်းပေးတယ်ဗောဘလောက်ကောင်းတော့နော်ဝိတ်လည်းကြတယ်ဟိုသမင်းစားပြီးမှအတိုင်းဝိတ်မတက်ဘူးဗောနော်အော်ခုနပြောသလိုပေါ့တာမန်ဆိုင်ပြုံးမြင်နေမတူဘူးတောင်ကုန်းနေရာမြေတွေမှာစိုက်တယ်လက်ကလေးစိုက်တယ်ဆိုတော့သူကမိုးရေကိုအဓိကထားစိုက်တယ်ထယ်လို့မှမရတာနေနော်အဲ့တော့သူကအထွတ်နှုတ်ကလည်းသူကနဲတော့နဲတယ်ဒါပေမဲ့ခုနပြောလို့ပေါ့ဟိုသူပြောတဲ့ပုံစံကကြတော့ဟိုဘယ်လိုပြောမလို့ အေးပေါ့တော့တော့မကြိုက်တော့မလောက်ကြတာပေါ့နော်သူက organic ဆန်ဖြစ်သူကရောင်းဖို့ဆိုတာကြလူတွေကကျွန်တော်ကလည်းအားပေးမှဖြစ်မှာလေတောင်သူတွေဘယ်သူမှလည်းမကြိုက်တော့လေတောင်ရဆန်ကြတော့လေအများကြီးမရနိုင်ဘူးလေအဲ့လိုပြောနေတာပေါ့နော်တောင်ရဆန်ကြမုံရင်းကိုပဲအဓိကစိုက်တာတဲ့သူကဒီမှာအဲအချက်လက်လေးဖတ်ကြည့်တဲ့ခါကျတော့ဟုတ်ပါတယ်ဆင်းမတုံးမဲ့တဘောဆိုင်တော့ organic ဆန်တတ်မှတ်လို့ရတယ်ပေါ့နော်သူအစင်းတော့မလှဘူးသူပြောလို့ပေါ့အစာခံနိုင်စွဲမြင့်နေဟုတ်တယ်တောင်ပေါ်ဒေသလူတွေတနေ့တစ်ချိန်စားရင်ကိုညနေဒီဘိုက်ပြည့်တယ်ကောင်းတယ်လေကျွန်တော်ကကြိုက်တယ်အဲ့လိုမျိုးဆန်ဆိုရင်ကျွန်တော်ကစားမှာလေ ထမင်းမဆန်းလည်းပြောတာမဟုတ်ဘူးကျွန်တော်ကပြောလို့မကောင်းဘူးအကုန်လုံးပြောရင်じゃကျွန်တော်ကအဆင်မပြေဘူးကျွန်တော်တိတာလေးကိုကျွန်တော်ကဒါလေးကိုနည်းနည်းလေးရှင်းပြတာပေါ့နော်တောင်ရဆန်းစားနေတဲ့သူတွေစားကြဗျာ